အားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စာရေးသူဆရာဧကဇော်ရေးသားထားတဲ့စိတ်ဝင်စားဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာစာရေးသူကိုလေရိုသေလေးစားစွာပြီးကာရဝအပြုအပ်ပါတယ်ခင်ဗျာကျွန်တော်ကတော့တင်ဆက်သူ CTO ပဲဖြစ်ပါတယ်ခင်ဗျာအချိန်အပြည့်2013ခုနှစ်ကဖြစ်ပါတယ် ဘင်္ဂလားပင်လယ်အော်ဂျီနေရခိုင်ကမ်းမြောင်ဒေသမှာမြင်းပြိုင်နေကြောင်းတပွဲသွေတန်းကတည်ရှိနေကြပါတယ်။ရခိုင်ကမ်းဦးနှံတခြားတွေတော့တငါကြီးရွာကလေးများတည်ရှိကရွာသူရွာသားများမှာ ကန်ဒီကန်ဝေးငါးဖန်းလုပ်ငန်းများကိုလုပ်ကိုင်ကြပါတယ်။ရခိုင်ကမ်းဦးနှံတနေရာတွင်ကံပေါင်းရွာကလေးတည်ရှိပါတယ်။ကံပေါင်းရွာမှာရွာငယ်လေးတစ်ခုဖြစ်ပြီးတော့အင်ဂျီ90ခန်းသာရှိက ရွာသူရွာသားအားလုံးလည်းလိုပင် ရေလုံငန်းတံငါလုပ်ငန်းဖြင့်အသက်မွေးချောင်ပြုနေကြသူများဖြစ်ပါ၏။ရွာကလေးရှိပဲဒီနော်ရခိုင်ရိုးမှတောင်တန်းကြီးကမြစ်မားစွာတည်ရှိနေက ရွာကလေးအနောက်ဘက်တွင်ဘင်္ဂလားပင်လယ်အော်ကြီးကပြာလက်လက်တည်ရှိနေမြန်မာ၏။ကံပေါက်ရွာကလေးတွင်ကိုတိုက်နေကိုနိုင်ဆိုသည်ညီကိုနှစ်ဦးရှိပါ၏။တိုက်ဆိုသည်မှာ ရခိုင်ဘာသာရာတစ်ကိုဆိုလိုခြင်းဖြစ်ပြီးတော့ နိုင်ဆိုဒီမှာနှစ်ကနန်းကိုဆိုလိုခြင်းပင်ဖြစ်ပါတယ်။ကိုတိုင်မှာမိသားစုတွင် ပထမဆုံးမွေးဖွားလာသည်သားကြီးဖြစ်သည်မလို့မိဘများကမောင်တိုက်ဟုနာမည်ပြောင်းခေါ်ဆိုကြရမှာကိုတိုင်ဆိုသည်အမည်ရရှိလာခြင်းဖြစ်ပါတယ်။ကိုနိုင်မှာလေဒုတိယသားဖြစ်သည်နည်းအညီမောင်နိုင်ဟုခေါ်ဆိုကြရမှာထိုအမည်ကိုရရှိလာပါတယ်။သို့တော်ကိုနိုင်မှာသူဟာကိုနိုင်ဟု ခေါ်ဆိုသည်ကိုမနစ်မြုံသည်ဖြင့်ရွာမလူအတော်တော်မျက်မျက်ကကိုနိုင်အစာကိုတူးဟုသာခေါ်ကြလေပါ रे တူးဆိုသည်မှာလေအင်္ဂလိပ်ဘာသာဖြင့်နှစ်ကနန်းကို ဆိုလိုခြင်းဖြစ်ပါ रे ကိုတိုက်နဲ့ကိုတူးတို့မှာအသက်9နှစ်ခန့်ကွာချပါ रे ကိုတိုက်မှာအသက်30ခန့်ရှိက ကိုတူးမှာတော့အသက်25နှစ်ခန့်ရှိပါ रे ကိုတူးမှာလူမျိုးဖြစ်တော်လေကိုတိုက်မှာတော့ရွာသူတူးဦးနေအိမ်တော်ကြာက သာသမီများဖြင့်ရရှိနေပြီဖြစ်ပါသည်။သို့တော်လေညီကိုတို့မှမိဘများအမွေပေးထားခဲ့သည့်အိမ်တစ်လုံးထဲမှာပဲအေးအတူဘူးအမြအတူတကွနေထိုင်ကြတဲ့ကဲတို့စီဝါရှာတွင်လေတငါလေးတစီပြင်းညီကိုနှစ်ယောက်တူတူပင်ငါဖန်းထွက်ကြပါသည်။ညီကိုတို့မှအတူတကွလုက္ကန်စားတော့ကြပြီးတော့တင့်တင့်မြတ်မြတ်နေထိုင်ကြသူများပင်ဖြစ်ပါသည်။ယနေ့လေညီကိုတို့မှ တငါလီကလေးကိုငားတန်ရှိရာစိတ်ကန်းစီသို့ထိုးဆိုင်လာခဲ့ပါ၏။လေဝန်းအတွင်တွင်ပင်လယ်ငားများအတော်များများပါလာပါ၏။လေဝန်းအတွင်မှာငားများကိုငားတိုင်းမှလုံသားများကတောင်းကြီးများဖြင့်ချင်တွေက ကတားကြီးတွင်ချိန်တွေ့နေကြစဉ်ညီကုန်တူဘာငားတိုင်းပိုင်ရှင်ဥဖိုးဝင်နေစကားဆမြည်ပြောဆိုနေကြပါ၏။ဥဖိုးဝင်ကညီကုန်တူဝင်လာသည်ကိုမြင်တွေ့ရသဖြင့်ရင်းနှွေးခရအိုးတလုံးကိုချပြလိုက်ကား ထန်းလျက်တပကံကိုလည်းတက်ခင်းအခံပြေးလိုက်ပါ रे ဘလို့လဲမောင်တူရငါဖားလာအစင်းပြေတယ်မလားမောင်တူမထန်းလျက်ပကံထဲမှာထန်းလျက်ခဲတခဲကိုကောက်ဝါးလိုက်နေပြေတယ်လို့တော့မဟုတ်ပါဘူးဗျာဒီလိုပါပဲကိုလုံးနဲ့တလောက်တော့ရတာပေါ့တငါတဲ့ချမ်းသာတယ်ဆိုတော့ဘယ်တော့ကရှိခဲ့ဘူးလို့လဲဗျာဥပ္ပဝေကပြောလိုက်နေမောင်တူးကြည့်ရတာ တငါလုံရင်တထင်းမဖြစ်တယ်လို့စိတ်ဓာတ်ကြနေတဲ့ပုံပဲဥဖို့ကြီးကရေကြဲကြဲနဲ့ပြောလိုက်လေပါရင်ကိုတိုက်ကရင်နှွေးငယ်နေကံကောင်းရင်တော့ငါးကြီးငါးကောင်းလေးများမိပြီးတော့တထင်းဖြစ်နိုင်ပါ रे ဗျာကိုတိုက်ပြောတဲ့အခါမှာကိုတူကအကိုဖြစ်သူဟာအားမလို့အားမရနေကြည်လိုက်နေအကိုကြီးကရသေးစိတ်ပြေလုံနေမြန်မာကြီးဗျာကျုပ်တို့လူမှန်တိတက်ကလေးက ပင်လယ်ထဲမှာနေခဲ့တာပဲတံငါလုံးနဲ့ချက်ချင်းလက်ငင်းတထီးပြစ်သွားတာဘယ်နှစ်ယောက်မြင်ဘူးလို့လဲအေးဗျာဟာငါးပရင်ဆိုတာရှိတယ်လေငတူးရဒုတငါတဲ့တို့ရဲ့အိမ်မက်ကကိုပိုက်ကိုနဲ့ကိုငါးပရင်ရောက်လာဖို့ပဲမဟုတ်လားကွာတော်ပါကိုရအဲ့ဒါတွေကပုံပြင်တွေယုံနှန်းစကားတွေပါကျုပ်တသက်မှာငါးပရင်မိတဲ့လူဆိုတာတခါမှမကြောက်ဘူးသေးဘူးဗျာကျေကဥဖို့ကြီးက ငါဘယင်ကပုံမြင်ယုံတန်းစကားမဟုတ်ဘူးမောင်တူရတကယ်ရှိတဲ့ငါတမျိုးပဲကွာအမင်းတို့မမီလိုက်ပြီမဲ့ငါကတော့ငါပြင်မိသွားတဲ့လူတယောက်ကို ကောင်းကောင်းကြီးတိလိုက်မီးလိုက်တယ်ကွာကိုတိုက်တော့ညင်းကုန်းတူမှရင်ွေးတော့နေဥဖုံးဝေပြောသည့်အကြောင်းအရာများကိုစိတ်ဝင်စားစွာဖြင့်နားထောင်နေကြလေပါ रे လွန်ခဲ့တဲ့25နှစ်လောက်တုန်းကထင်တယ်ကွာ အကန်သားရောမှဥသောဆိုတဲ့လူတယောက်ရှိရဲကွာသူလည်းမင်းတို့လိုကန်ဒီတငါလှုပ်တာပဲကွာဒီနေ့ကျတော့သူ့ပိုက်တဲ့ကောငါးပြင်ကြီး တိုးဝင်လာတဲ့ကွာအသူလည်းအကြင်ကြင်ဖမ်းတာလုံးဝမရဘူးတဲ့ကွာငါးပြင်ဆိုတာဖုံးကန်ရှိရဲငါးကွာငါးရီရဲ့ဘရင်ပဲကိုနဲ့ထိုက်မှတွေ့တတ်တာမျိုးကွာအဖမ်းရင်လေตามาง้าฤဖမ်းတယ်လို့ဖမ်းလို့မရဘူးအဲ့သူ့ကိုဖမ်းမယ်ဆိုရင်နောက်တစ်သက်လို့ ငါမဖမ်းတော့ပါဘူးဆိုပြီးတော့တစ္ဆာပြုတ်ပြီးမှဖမ်းလို့ရတာကွာအဲကိုတောင်းကငါးပြင်ကိုဖမ်းပြီးတော့လာကြည့်တဲ့လူတွေကမနှဲပါဘူးကွာအဲ့ဒီငါးပြင်ကိုဂွားမျိုးကငါးတိုင်ချုပ်ကိုတိုင်ဆင်းလာပြီးတော့သိန်း50ပေးပြီးတော့ဝယ်သွားတယ်ကွာသိန်း50ဆိုတာအဲ့ဒီခစ်ကမနှဲဘူးကွာနော်ရွှေတကြက်သားမှတောင်းကနန်းလောက်ပဲရှိကြခစ်ကိုကိုတောင်းလဲချမ်းသာသွားပြီးတော့ဂွားမျိုးဘက်ကိုမိသားစုလိုက်ပြောင်းနေကြတာပေါ့ကွာ အခုဒီ ग्वा မြို့မှာကိုတောင်းလှူထားတဲ့ဖျားတွေဘုံကြီးကြောင်းတွေရှိသေးတယ်ကွာကိုတောင်းကတော့မရှိတော့ဘူးတေးသွားတာကတော့ကြားပြီ သူ့သားတွေမြည်တော့ရှိ ਉ မယ်ထင်တယ်ကိုတိုက်မှယုံကြည်တော့လေကိုတူကမယုံကြည်သည့်ပုံစံပြီငါးတကောင်ကသိန်းဆက်ကြီးတန်တယ်ဆိုတော့ဖြစ်နေပါမလားဦးဖိုးကြီးဖြစ်နေတာပေါ့ကွာဒီငါးကတခြားငါးမှမဟုတ်တာငါးဘရင်ကွာငါးဘရင် ဒီငါးကိုနိုင်ငံသားတွေကဈေးကြီးပေးဝယ်တယ်ဆိုပဲကွာအထူးသဖြင့်တော့တရုတ်တွေကအဝယ်များတာအခုနကကိုသောစီကသိန်း90နဲ့ဝယ်သွားတဲ့ငါးတန်ကျုံကရန်ကုန်ကတရုတ်တထေတရောက်ကိုသိန်းရာရှိနဲ့ပြန်ရောင်းလိုက်တယ်လို့ကြားရင်ကိုတူကလက်ခုပ်လက်ဝါးတီးပြီးတော့ဒီငါ့ဥသာရလို့ကတော့ငါဒူးတို့တထေဖြစ်ပြီပေါ့ဗျာတကယ်သာရရင်ငါလာရောင်းဟိတ် အဲ့ဒီခေတ်ကတော့သိန်း90တန်းနဲ့ဆိုတော့အခုခေတ်ဈေးနဲ့ဆိုရင်တော့သိန်း100ချီအောင်တန်ပါကွာအဲ့ဒါသာထားစက်ပါဗျာအခုလောလောဆယ်တော့ကျို့တို့ဖမ်းလာတဲ့ငားလေးတွေကိုသာအရင်ချိန်ရောက်ပြီးစက်ပါအုံး35ဘိတ်သားဆိုတော့9000ရမယ်ဟိ9000တော့မရဘူးလားဗျာဒါတော့ငါမင်းတို့ညီအကိုကိုခင်လွန်းလို့ပေါင်စည်းထည့်နေနေပို့ပြီးထားတာပါကွာ ငါးစည်းတွေကြာနေတာမင်းတို့လည်းသိရသားနဲ့ကွာငါစီဖို့လည်းဆက်ရသေးတယ်လေကွာညီကိုနေအောင်ဥပုဝေစီမှာငွေ9000ကိုယူကပြန်ထွက်လာခဲ့ကြပါ යි လေပေါ်ရောက်တဲ့အခါမှာကိုတက်ကငွေ2500ကိုကိုဒူးထံသို့လမ်းပေးလိုက်ပါ යි ယော့ငဒူးထုံးစံအတိုင်းတယောက်တဝဲပေါ့ကွာကိုဒူးကငွေ2500ကိုလမ်းယူလိုက်ပြီးသည်နော်ငွေ1000 အကိုဖြစ်သူကိုပြန်ပေးလိုက်ပါရင်ဒါဘာလုပ်တာလဲငါတို့ရအကိုကြီးကမိသားစုရှိသေးတယ်လေဗျာအပြီးတော့ကျုပ်ကအကိုကြီးတို့ချက်တာပြုတ်တာတွေပဲကစားနေရလေလူဆိုတော့အကိုကြီးပဲပို့ပို့တသာယူလိုက်ပါကိုတိုင်မှာညီဖြစ်သူပေးသည့်ငွေတစ်ထောင်ကိုလမ်းယူကအိတ်ကအတွင်းသို့ထက်လိုက်ပြီးတော့ညီကိုနေအောင်လေကလေးကိုစက်ဖွင့်ကရွာသို့ပြန်လာခဲ့ကြပါသည်နောက်တနေ့တွင် ညီကုံအူးထုံးစံတိုင်းပင်လယ်အတွင်းတို့ထွက်လာခဲ့ကြပါသည်ကိုတိုင်က လေးဘက်ပိုင်းတွင်ထိုင်က လေကိုထိန်းချောင်းမောင်းနေနေယမနီကခြားထားခဲ့သည့်ငါးဖန်းချုံများကို သွားရောက်ပေါ်ဆောင်ကြလေပါသည်ပင်လယ်တွင်ငါးကြီးများကိုဖမ်းသည့်အခါမှာနန်လင်ကျိုးရှည်များတွင်ချိတ်တက်လျက်များထောင်ဖမ်းဆီးကြခြင်းဖြစ်ပါသည်ငသိငမွားများကိုတော့ပိုက်တန်းခြင်းကွန်ဖြစ်ဖမ်းယူခြင်းအဆရှိသည့်နီးလမ်းများဖြင့် ဖန်းစည်းကြပါရယ်ကိုတို့ကငမကြိုးများကိုတစ်ခုပြီးတစ်ခုဆွဲတင်နေလေပါရယ်တော်တော်လေငါးကြီးငါးကောင်းများအရနေပါရယ်တချို့ငါးများမှာငမကြိုးတွေချိန်ထားသည့်အစာကိုလက်မဟာပဲနေပါဇက်နှစ်တွက်ကစားတော့ကြသဖြင့်ငါမဖမ်းမိသည်ကများပါရယ်ကိုတို့မှာငမကြိုးများကိုအတော်တန်ဆွဲယူပြီးဖြစ်တော်လေငါးကြီးများတိတ်မရသဖြင့်စိတ်ပြက်သွားပါရယ်ငါတိတ်မရဟုတ်ကိုကြီး ျုပ်တော့စိတ်ပြက်လာပြီ။ဟိုကွာပြီးရင်ပိုက်တန်းသွားဖို့ကြည့်မယ်လေ။စိတ်မညစ်ပါနဲ့ငါကျူရ။ကျုပ်ဖြစ်မနေ့ကဦးဖိုးကြီးပြောတဲ့ငါးပရင်ဆိုတာကြီးကိုမိကျင်တယ်ဗျာ။ဟောပါ။မင်းကစိတ်ကူးကြီးနေသေးတယ်။ငါးပရင်ဆိုတာရှာတယ်ကွာ။တန်ငါတွေတသက်နေလို့တခါမြင်ရတဲ့ငါးမဟုတ်ဘူး။ဒါတော့ဒါပေါ့ကိုကြီး။အေးဒါပေမဲ့တန်ငါလုံးနေ ဝုန်းကနဲ့ဒန်းကနဲ့ချမ်းသာသွားနေတာဒီနီးလမ်းပဲရှိတယ်မလားကိုတူကအဝေးတည်းလမ်းမြင်နေရသည်တောင်ကုန်းကလေးတစ်ခုပေါ်မှာထုံးဖြူဖြူစည်ဒီကလေးကိုလက်အုပ်ချိလိုက်ကအရှင်ဗျာတပည့်တော်တို့ကိုငါဘုရင်တကောင်းလောက်သာပေးသနာတော်မူပါဗျာကိုတူးစုတောင်းနေသည်ကိုကိုတိုက်ကကြည်ကရင်မောနေမိပါတယ်တော်စားပါငတူရာ တို့လိုအကုသိုလ်လုပ်တဲ့အသက်မွေးနေတဲ့တန်ဃာတွေကဖះကကြည်ပါမလားကွာငမ ्या ကျူရီတာမြမြဖော်ဝါတိတ်အချင်းကြလို့မကောင်းဘူးကွာထို့နောက်ကိုတူမှာကြံရှိနေသေးသည်ငမ ्या ကျူများကိုဆွဲတင်နေလေပါ रे ငမ ्या ကျူတစ်ခုအားဆွဲလိုက်တဲ့အခါမှာကျူမှာအလေးချိန်တစ်ခုရှိကလေးဖိနေသည်ကိုခံစားလိုက်ရပါ रे ဟာကိုင်ငါးအကောင်ကြီးတကောင်တော့မိနေပြီထင်တယ်ကိုတူကော ဝမ်းသာအားဖြင့်ငါးဖန်းကျူးကိုဆွဲတင်နေမိပါတယ်။ကျူးမှာဆွဲရင်းဆိုရင်တဖြည်းဖြည်းလေးဖင့်လာပါတယ်။ကိုတူမှာ လေဝန်းရံကိုခြေဖြစ်ကပ်ပြီးတော့လက်နှစ်ဖက်ဖြင့်အားကုန်ဆွဲနေမိပါတယ်။မကြခင်ကျိုးတွေငါးကြီးတကောင်ချိတ်နေသည်ကိုတွေ့ရပါတယ်။ချုံငါးကြီးအကြီးကုန်များမှာ ရှိဝါရောင်အစင်းရှိပြီးတော့နေရောင်အောက်တွင်တဖြည်းဖြည်းဝင်းလဲနေလေပါတယ်။ငါးကြီးဥကောင်းတွေလည်းအမောက်တဲ့တန်းအချွန်အတက်များကိုတွေ့ရပါတယ်။ ငါမှာနှစ်တောင်ကသာရှိတော့လေယုံအားအလွန်ပြင်ကကိုတူးဆွဲနေဒီကိုပင်ခက်ဆက်ဆက်ယုံကန်နေလေပါ रे ကိုကြီးဒီငါကြီးကဘာငါးလဲတော့မသိဘူးအတန်တာတော့အတန်အတော်တန်တာပဲဗျာအခုကြီးလာကူဆွဲလိုက်ပါဦးလေးဘက်ပိုင်းတွင်ထိုင်ကဆဲလိဖော်နေတဲ့ကိုတိုက်မှာကိုတူးထံသို့လမ်းလာခဲ့ပါ रे ကိုတူးတယောက်လေနီယံကိုခြေဖြစ်ကန်ကငမားကျိုးကိုလက်လက်ဖဲအပြည့် ဆွဲယူနေလေပါတယ်ကိုတက်ကငါးကြီးကိုကြည့်လိုက်ကအလွန်အံ့အားတင့်သွားလေပါတယ်ရေပေါ်တွင်ပေါ်လာလိုက် ရေအောက်သို့ပြန်လည်နှိမ့်မြုပ်သွားလိုက်နေရုံးကန်လှောက်ရှားနေတဲ့ငါးကြီးကိုကိုတက်ကငငိုင်ကြီးကြည့်နေမိပါတယ်ကိုယ်ငမားချို့ကိုဆွဲလီဗျာဘာလုပ်နေရလဲငငဒူတူငမားချို့မှာမိနေတဲ့ငါးကြီးကမင်းပြောတဲ့ငါးဘီရင်ဆိုတာကြည်လာမသိဘူးကွာ ိုယ်တိုင်မှာအတန်များမှာတော်တော်ရင်ရင်ဖြစ်နေတာပါ रे ဟုတ်ပါမလားအကိုကြီးဟာအကျုပ်ကိုမနှောက်ပါနဲ့ဗျာငါတကယ်ပြောတာငါတူးရငါဘရင်ဆိုတာဒီကုလုံးရွှေရောင်အကြီးကူနေနဲ့ဖုံးအောင်ထားလို့ကြားဘူးလေအပြီးတော့သူ့ခေါင်းမှာလေဘရင်ရဲ့တရဘူးစောင်းထားတယ်လို့မျိုးရွှေရောင်အတွန့်ခဲအပေါက်တွေပါတယ်လေကွာအခုဒီငါကြီးကိုငါကြည့်လိုက်တော့အဲဒီလိုပုံစံမျိုးနဲ့တထထဲပဲ ိုတူးမှအားတက်သွားပြီးတော့ဒါဆိုရင်တော့ဆွဲပြဒီငါးပြင်ကိုရရင်ကျို့တို့ချမ်းသာပြီကိုရအလွတ်မပြီးနဲ့ပြညီကိုနေရာမှာငမ ्या ကျုပ်ကိုအတူတကွာဆွဲကြလေပါတယ်ငါကြီးမှာရေပေါ်တို့ပေါ်လာပြီးတော့လေနစ်နီးကလာတော့လေတခါရုံးကန်ပြီးတော့ရေအောက်တို့ပြန်လဲငုတ်ဆင်းလေပါတယ်ယောက်ျားရှိမကြီးနေရာဆွဲသည့်အားကိုပင်ငါကြီးကရုံးကန်နိုင်ပါတယ်ညီကိုနေရာမှာငါကြီးကဖမ်းလို့နေနေဖြစ်လာတယ် ငါကြီးကပြန်လဲရုံးကန်သွားလဲနေထိုနေရာမှာတနိုင်ကမြအချိန်ကုန်သွားပါ रे နေရောက်စလုံးလဲခြေကုန်လက်ပန်းချာကမောပန်းနေပြီဖြစ်ပါ रे ထိုခါမှာကိုတိုင်မှာတခုတတိရသွားပါ रे နေအောင်ငတူရဒီငါငါပရင်မန်နေဆိုရင်ငါတို့ဒီတိုင်ဖမ်းလို့ရမှာမဟုတ်ဘူးကွာငါပရင်မန်ရင်တစ္ဆာဆိုပြီးတော့မှဖမ်းရမယ်မလားဘလို့တစ္ဆာဆိုရမှာလဲကိုကြီး ငါကြားဘူးတာကတော့ဒီငါးပြင်းကိုဖမ်းမိတဲ့လူကနောက်တသက်လို့ငါမဖမ်းတော့ပါဘူးဆိုတဲ့တစ္ဆာကိုပင်လယ်ရင်ပြင်ကိုလက်နဲ့ထိပြီးတော့ဟောစိုးမှဖမ်းလို့ရရတယ်ကွာဒါဆိုရင်စမ်းကြည့်ကြမယ်ကိုကြီးဟာကိုတူပါလင်းနေဘေးကိုဆင်းလိုက်နေပင်လယ်ရေကိုလက်ဖြစ်ထိကယ်လိုက်ပါတယ်ကိုတိုင်ပါလေထုံနီးတူစွာပင်ပင်လယ်ရင်ပြင်ကိုလက်နဲ့ထိထားလိုက်ပါတယ်ကျွန်တော်သည် ငါးပင်ကိုဖမ်းမိပါကနောက်ထပ်မြည်သည့်ငါးကိုမှ မဖမ်းစည်းတော့မည်ဖြစ်ကြောင်းတစ္ဆာဆိုအပ်ပါသည်ဤတစ္ဆာမှန်ခဲ့သည်ရှိသောငါးပင်ကိုဖမ်းစည်းရမိပါစေသာညီကိုနေဦးမှာရေပြင်ကိုကြိုက်တယ်လေတစ္ဆာဆိုပြီးသည့်ခါမှာငါးပင်ကြီးမှာရေမျက်နှာပြင်ပေါ်သို့ပေါ်ထွက်လာပြီးတော့ခါဖြည်းဖြည်းချင်းကူးခါလာလေပါ रे ကိုတို့မှာငမများချုပ်ကိုဆွဲတင်လိုက်တဲ့ခါမှာ ငါးပွင့်မှာအလိုက်သိပင်ပါလာပြီးတော့လေပေါ်တို့ရောက်လာခဲ့ပါတယ်။ကိုတိုင်မှာကော်ဘုံကြီးတစ်ခုတွင်သို့ပင်လယ်ရေများခတ်ထည့်လိုက်ကငါးကြီးကိုဘုံတွင်သို့ထက်လိုက်လေပါတယ်။ညီကုံနဲ့ဦးမလေးတယောက်မျက်နှာကိုတယောက်ကြီးကအလွန်ဝမ်းသာနေကြပါတယ်။အကိုကြီးကျုပ်တို့တော့ချမ်းသာပြီကိုကြီးရ။တိတ်ဝမ်းသာမစောပါနဲ့ဦးငါကျူးရ။ဒီငါးကြီးကငါးပြင်ဟုတ်မဟုတ်မသိသေးဘူးကွာ။ ဘာပဲဖြစ်ဖြစ်ဥဖွေးဝစီကိုသွားပြကြည့်မယ်ဗျာဟုတ်လို့ကတော့တတိဖြစ်ပြီဗျာအေးကွာဘာပဲဖြစ်ဖြစ်အခုသွားကြတာပေါ့ကိုတိုက်ကဆက်လီကိုနိုးလိုက်ကငားတိုင်များရှိသည်စိတ်ကန်းစီတို့လာခဲ့ကြပါရဲ့ကိုတို့မှာငားပြင်ကိုအတေချာကြည့်နေတကယ်လို့ဒီငားကြီးကငားပြင်ဖြစ်ခဲ့ရင်ကျတို့ဥဖိုးဝေကိုဘယ်လောက်တောင်းမလဲကို ိတ်အများကြီးတောင်းလို့ဈေးလံသွားပါအောင်ပဲကွာငါတော့သိန်း100လောက်ပဲတောင်းမလားလို့ဟာဗျာကိုကြီးကလေလွန်ခဲ့တဲ့25နှစ်လောက်တုန်းကတော့သိန်း90ရတာအခုကသိန်း100ကနည်းတာဗောဗျာသိန်း100လောက်တောင်းမယ်အကိုကြီးတရားကျုပ်ကသိန်း100ဗောဗျာမကောင်းဘူးလားအဟောင်းမငတူမင်းကတွေ့ရေးကတော့ဆက်သတိပါလားကွာသိန်း100မပြောနဲ့စက်သိန်းပြအောင်တော့မှ မင်းလက်ထဲမှာကင်ဘူးလို့လားဘာဖြစ်လဲကိုရအရင်ကမကင်ဘူးလေအခုဒီငါးကိုရပြီဆိုတော့အကင်နိုင်ပြီပေါ့ဗျာညီကိုညောင်းတန်းဟာနေရေမောကလေကိုမောင်းနေလာခဲ့ပါလေဟာမင်းတို့ဟာကငါးဘရင်အစ်စ်ကြီးကွာဥပိုးကြီးထံသို့ရောက်ဒီခါမှာဥပိုးကြီးကငါးဘရင်ကြီးကိုငါးတိုက်အနောက်ဘက်ကြီးအခန်းထဲသို့ထက်လိုက်ပြီးတော့ကြည့်ရှုစစ်ဆေးနေလေပါလေ ငါတက်အတော့မပြောနိုင်ပြီမဲ့ငါဘရင်ကတော့ငါဘရင်ပဲဟိဒီလိုလို့ကွာငါကွားမျိုးကတန်ကျုပ်စီကိုဆက်သွယ်ပြီးတော့သူ့ကိုလာကြည့်ခိုင်းမယ်အဲတကယ်လို့တော့ငါဘရင်အစ်စ်ဆိုရင်အမင်းတို့ငေါ့တော့ရောင်းတော့ကွာနော်ခမင်းကဘလောက်ပေးမလဲဥဖိုးရဥဖိုးကြီးမတစ်ချက်တွေ့ဝေးသွားပါလေညီကိုနေရာကတယောက်မျက်နှာတယောက်ကိုကြည့်လိုက်ကကိုတူကော ကိုတိုက်ကိုသိနေရတောင်းရံတွေလက်ညွန်းနှချောင်းကိုထောင်ပြလိုက်ပါတယ်။ချိုးစင်းပါပဲဥဖို့ဝေကမင်းတို့ကိုသိန်း900ပေးမယ်ကွာ။ညီကုန်းတို့မှာအလွန်အံ့ဩသွားကြကတယောက်မျက်နှာတယောက်ကြည့်နေကြလေပါတယ်။ဒါလောက်ပဲထားပေးပါကွာ။ငါ့အောင်ခင်ဒါလောက်နဲ့ဈေးပြပေးပါကွာ။ဟုတ်ပြီလား။ညီကုန်းညီမ သိန်း900တောင်းရဆုံးဖြတ်ထားတော့လေသိန်း900ပေးနေပြီမလို့ကောင်းညိတ်လိုက်ကြပါရဲ့ဒါပေမဲ့ကျိုးတို့လက်ငင်းလို့ခြင်းနဲ့ဥပိုးဝင်အေးအေးပါလောလောဆယ်သိန်း900ယူတာနောက်နေ့ကဂွားမြို့ကိုတက်ပြီးတော့ငွေထုတ်ပြီးတော့မင်းတို့ကိုအကြည့်ချမယ်ဟုတ်ပြီလားအေးဒါပေမဲ့ငါးပရင်ရတဲ့အကြောင်းကိုမင်းတို့လွတ်ဝဲထားမယ်နော်လူတွေသိရင်လူတာရက်တာတွေဖြစ်လာနိုင်ရဲ့ကွာ စိတ်ချပါဗျာကဲအဲ့ဒီသိန်း90တာပြီးတော့ညီကိုနေဦးမှာအလွန်ပျော်ရွှင်ကြလေပါလေသိန်း90ရပြီးတော့အိမ်တို့ရောက်တဲ့နေ့ငါးဖန်းလေကလေးကိုတခြားတန်ကတူအားအလကားပေးလိုက်ပါလေသူများကိုအလကားပေးရမှာနှမျောတော့နှမျောစရာကြီးဗျာအဒီလေကအဖေပေးခဲ့တဲ့အမွေမော်လားပြေးလိုက်စမှာကူရအခုကျုပ်တို့တွေအဲ့ဒီလေးမှမလို့တော့တော့ဗျာ ကျုပ်တို့ငါးဖန်းကြလေမလိုတော့ဘူးလေယာအချင်းချင်းအားဖြင့်ဆိုတော့ကိုတိုက်နဲ့ကိုတူတို့မှာဥဖိုးဝေထဲမှာရရှိသည့်ငွေများကိုအညီအမျှခွဲဝေလိုက်ကြပြီးရော ချမ်းသာသွားကြပါ၏ညီကုန်းတို့ငါးဘရင်ရက်တွေတွင်ချမ်းသာသွားသည့်အဖြစ်မှာဟိုးလီးတကြောကြောဖြစ်သွားပါ၏တအူလီသိန်း250စီခွဲဝေယူကြပြီးသည်နော်ကံပေါက်ရွာကလေးတွင်မနေကြတော့ဘဲနဲ့ကွာမျိုးတို့ပြောင်းရွှေ့သွားကြပါ၏ ကိုတိုင်မှာဂွားမြို့တွင်အိမ်တလုံးကိုဝယ်ယူလိုက်ကမိသားစုနှင့်အတူနေထိုင်လေပါ रे ညီဖြစ်သူကိုတူကတော့အကိုနဲ့အတူမနေကျင်တော့ပဲကျုပ်တို့ဒီမှာဆက်ပြီးတော့မနေကျင်တော့ဘူးဗျအခုငွေတွေလည်းရပြီဆိုတော့လုပ်ငန်းတစ်ခုခုလုပ်ချင်တယ်ဗျငါညီကဘာလုပ်ချင်လို့လဲလောလောဆယ်တော့မသိသေးဘူးဗျဒါပေမဲ့ကျုပ်ရန်ကုန်ကိုဆင်းပြီးကြည့်မယ် အရိကတထွေရီစီမှာလိလာကြည့်ပြီးတော့လုပ်ငန်းတစ်ခုခုလုပ်မယ်ဗျာအရင်ဒီလည်းရှိနေပြီမလားအကိုကြီးရောဘာဆက်လုပ်မလဲငါကတော့ဒီမြို့ပေါ်မှာဈေးဆိုင်လေးပါလေဖွင့်မလားလို့စိတ်ကူးတယ်လုပ်ငန်းတစ်ခုခုလုပ်မှရမှာကွာငါတို့ဆိုခဲ့တဲ့တစ္ဆာရတငါလုပ်လို့မရတော့ဘူးလေကွာညီကိုလည်းတိုင်ပင်ပြီးသည့်အခါမှာ ကိုတူမှာငွေထုတ်ကိုပဲပြီးတော့ရန်ကုန်သို့ထွက်သွားလေပါလေကိုတူတယောက် ရန်ကုန်ရောက်တဲ့အခါမှာတခါမှမမြင်မှုသည်ဟိုတယ်ကြီးများတွင်တက်ရောက်နေထိုင်ပါ၏အစားကောင်အသက်ကောင်များစားတော့ကတတိယဆိုသူများကိုချင်းကပ်ပြီးတော့စီးပွားရေးလုပ်ရန်တွင်အကွက်အကွင်းကောင်းကိုရှာဖွေနေမိပါ၏သို့သောတသက်လုံးတငါအလုပ်ကိုသာလှုပ်ဖူးပြီးတော့အတန်းပညာအကြီးချင်းလည်းမရှိသေးကိုသူမှာ6လခန့်ကြာသည့်အခါမှာငွေရင်းမြတ်မှတစတဲ့တစညော့နေလာလေပါ၏စီးပွားရေးလုပ်ငန်းမှာအစပင် မလွတ်ရသေးပင်တထေးများနှင့်ပေါက်ဖက်ကပျော်ပါစတော့နေတထေးကైဖမ်းရတော့လေလက်ထက်တွင်ငွေအရင်းကြီးမကြံတော့ပင်ဟာဒီငွေတွေကုန်သွားလို့ပြန်သွားရင် ကိုကြီးကလည်းငောက်ဆူမယ်ပြီးတော့ရှက်เสียရလဲကောင်းလေမဖြစ်ဘူးငါလုပ်ငန်းတစ်ခုကိုအမြန်လုပ်မှရမယ်ကိုတူးကစဉ်းစားတွေးတော်နေတထေးများနှင့်ဆက်လက်တိုင်မရတနေ့တွင်တော့ ် ARD တိုင်းဘက်ကတတိတူဦးနေစကားဆက်စပ်မိလေပါတယ်။ထို့တတိမှာငပိငချောက်လုပ်ငန်းဖြစ်အောင်မြင်နေသူတဦးဖြစ်ပါတယ်။ခမည်းမငွေရင်သိမ့်မကျန်တော့ဘူးဆိုရင်ငားကလှုပ်ကြည့်ပါလားဗျာ။ငားကဆိုတာဘာလဲဗျာ။ ARD တိုင်းဒီရန်ကုန်တိုင်းမှာငားကတွေကိုတူးတယ်။အင်းတွေကိုလေလံဆွဲတယ်ပေါ့ဗျာ။ပြီးတော့အသားတို့ငားတွေမွေးတာပေါ့။ အဒီလုပ်ငန်းကိုလူတွေကတိတ်နှုတ်တယ်လို့ထင်ကြပေမဲ့အကျိုးမြတ်များတဲ့လုပ်ငန်းတစ်ခုပြကိုတူမထိုလုပ်ငန်းကိုလုပ်ကင်ခြင်းတော့လေငါးပြင်းကြီးကိုဖမ်းမိစဉ်ကပင်လေရေပြင်းကိုလက်နေကင်ကကျိန်ဆိုခဲ့ဘူးသည်တစ္ဆာကိုပြန်လဲအောင်မိကလုပ်ကင်ရန်ကြောက်ရွံ့နေလေပါ रे ကိုတူစဉ်းစားနေသည်ကို ထိုတတိကကြည်နေခမည်းကဒီလုပ်ငန်းကိုမလုပ်ဘူးတဲ့လူဆိုတော့စဉ်းစားရခက်နေတဲ့ပုံပဲဗျာ ဒီလိုလို့ဗျာခမရရဲ့လုပ်ငန်းကို ကျုပ်ကရင်းနှီးငွေတဝဲစိုက်ထည့်ပေးမယ်ဗျာငားကဖို့ရင် အမြတ်တွေအကုန်လုံးကိုခမရကယူလိုက် ကျုပ်ကငွေရင်းပြန်ရရင်ကျင်းနေပြီဒါခမရတွေကျုပ်နောက်ဆုံးကမ်းလှမ်းကြပဲဒီတန်းထိုင်ပြီးတော့သုံးဖြုံနေလို့ငွေတွေကုန်သွားမှာတဲ့လုပ်ငန်းတစ်ခုတည်းမှရင်းနှီးနေတာ ခမရအတွက်ကတော့အသင့်တော်ဆုံးပဲဟုတ်လေကျုပ်ကငားကန်လုပ်ပြီးဆိုပါစို့အဲ့ဒီကန်တွေကငားတွေကို ကျုပ်ကိုလည်းဖမ်းရမှာလားကျုပ်ကတထေးကရေမောလိုက်ကကိုတူရခမင်းကတော်တော်ရဲရတယ်လူပဲကံပါရှင်တထေးကငါးကန်လေးကိုစင်းဖန်းစရာလူမလားဗျာဝန်ထမ်းတွေကိုဖော်ခိုင်းရုံပေါ့ကိုတူမတချက်တွေးနေမိပါတယ်ဘာပဲဖြစ်ဖြစ်ဒီအခွင့်အရေးကတော့လက်လွတ်မခံသင့်တဲ့အခွင့်အရေးပဲပြီးတော့ငါပင်လယ်ရင်ခံထဲမှာတစ္ဆာဆူခဲ့တာပဲလေ ရေကြိုထဲမှာလှုပ်တာတော့ဘာမှမဖြစ်တော့ပါဘူးခမားပါတယ်တွေ့ဝေးနေရလဲကိုတူကျုပ်စိုးရိမ်နေတာတခုရှိတယ်ဗျတချိန်ကကျုပ်ကငါးပြင်ကြီးကိုသာဖမ်းမိနောက်ထပ်ငါးဖမ်းတာတွေထပ်မလုပ်တော့ပါဘူးလို့တစ္ဆာစိုးခဲ့တယ်ဗျအကျုပ်ခုလို့ငါးခံလုပ်တဲ့အခါမှာတချိန်ကစိုးခဲ့မှုတဲ့တစ္ဆာကိုဖောက်ဖျက်ရများကြာနေမလားကျုပ်ကတထေးကဟဲဟဲပဲပဲရေပြန်ပါတယ် ခမားကအတော်ယိုးတယ်လူပဲဗျ။ဘာလဲ။ဒီခေတ်ကြီးမှာအဲ့ဒီသစ္စာတွေကျင်းစာတွေကတကယ်အသုံးဝင်တယ်လို့ခမားကထင်နေတာလားဗျ။အဲ့ဒီသစ္စာတွေသာတကယ်မှန်တယ်ဆိုရင်တရားရုံးမှာမမှန်မထွက်ဆိုပါဘူးဆိုပြီးတော့ကြမ်းကျင်ကင်ထားပြီးတော့လိန်လယ်ထွက်ဆိုနေတဲ့လူတွေအကုန်သေကုန်တာကြာပေါ့ဗျ။ခမားပြောရလေဟုတ်တော်တော်ပဲဗျ။နော်။အဲ့ဒီသစ္စာစကားတွေကျင်းစာတွေဆိုတာ ရှေ့ခေတ်ကအသိဉာဏ်ပညာနည်းပါးတဲ့လူတွေကိုကြောက်အောင်ချောက်ထားတဲ့အရာတွေပါဗျာတကယ်မရှိပါဘူးဗျာခင်ဗျားလေအဲ့ဒါဆိုရင်တော့ငါကလောက်ကြဆိုဗျာကျုပ်တို့ခတ်တဲ့သေးကစကြတာပေါ့ကုတူနေထိုတထင်းမှာဘီယာခွက်ချင်းတိုက်ကရေမောလိုက်ကြပါလေမူဘင်းဆိုတဲ့ဒေသတွင်ကိုတူတီအောင်ငါကလုပ်ငန်းလုပ်ကြပါလေလက်ထက်တွင်ကျန်နေသည့်ငွေပင်ငွေရင်းများအကုန်လုံးကို ငါးကလုပ်ငန်းအတွင်းသို့ရင်းနှီးကာလုပ်ကင်ခြင်းဖြစ်ပါသည်ငါးကအတွင်းရှိ မွေးမြူရေးငါးမြန်မာအတော်ဖြစ်ထွန်းသည်ဟုဆိုရပါသည်သူနေငါးကပေါ်တဲ့အချိန်သို့ရောက်လာခဲ့ပါသည်ကိုတူမလည်းငါးကပေါ်သို့လာရောက်ကြည့်ရှုနေလေပါသည်ပိုက်ကွန်ကြီးကိုဆွဲတင်လိုက်သည့်အခါတိုင်းထွားချိုင်းတမာလသည့်ငါးကြီးမြန်မာကွန်အတွင်းမှခုံပေါက်နေကြပါသည်ဘယ်နဲ့လဲကိုလူဒီလုပ်ငန်းကကြုတ်ပြောရတဲ့အတိုင်းအဆင်ပြေတယ်မို့လား ြည်ပါလေဗျာအခုကံဖို့တော့အရင်အပြင် အမြတ်ကလည်းခောက်ချိုးနေပါကြံ့နာဗျာခမညာနဲ့ဒီလုပ်ငန်းနဲ့အကျိုးပေးတယ်လို့ပြောပြောလို့ရတယ်ဗျာခမညာဒီလုပ်ငန်းကဒါဒီဇိုင်းမှမှဆက်လုပ်တော့ပြောငားကံဖို့ဒီဝန်တန်းကလေးများမှာငားများကိုဖော်နေတဲ့အခါမှာကိုတူးကနဘေးမှာကြည်ကအော်ဟိအမိတ်ပေးလေပါရင်ဟိကောင်လေးတေချာလုံတော့ကွာဟောဟိုးမှာငားတကောင် ကွန်လေးကခုံထွက်သွားပြီလိုက်ဖမ်းလေကွာတေချာဖမ်းစမ်းပါကွာကိုတူမအားမလို့အားမရနေအော်ဟိတ်ပြီးတော့ကန်အတွင်းသို့ဆင်းသွားလေပါတယ်တချင်ကလေတငါလောက်ကန်ခဲ့ဘူးသူမလို့ငါဖမ်းနေတယ်ကိုမြင်သိခါမှာစိတ်မထိုင်နိုင်ပဲနဲ့မသိစိတ်မှာအလိုလိုဆင်းချသွားခြင်းဖြစ်ပါတယ်ဝန်ထမ်းကလေးနေအတူကိုတိုင်ဝင်ရင်ငါးများကိုဖမ်းနေမိပါတယ်ထို့စဉ်ငါဖမ်းမှအတွင်းမှာအလွန်ကြီးမှသည်ငကြင်းဖြူကြီးတကောင်က အရှင်ဖြစ်ခုံထွက်လိုက်ကကိုတူးထံသို့တနက်မမပြန်တန်းသွားပါရယ်ကိုတူးမလေးထိုငါးကြီးကိုအံအားသင်ကကြည်နေမိပါရယ်ငါးကြီးမှာအရှင်ဖြစ်လွင့်ထွက်လာကကိုတူးရင်ဝတ်သို့ဥကောင်းနေဘုံကနေတိုက်လိုက်သည်ပြီကိုတူးတယောက်ပက်လက်လန်ကရည်ရဲသို့လဲကျသွားပါရယ်ဝန်နှန်းကလေးများမှကိုတူးအားပြေးဆွဲလိုက်ကြပြီးတော့ကံမောင်ပေါ်သို့ဆွဲတင်လိုက်ကြပါရယ်မွေးမြူရေးကံတွင်ထိုမြကြီးမသည့်ငါးကြီးကိုတကားမှမမြင်ဘူးကြတဲ့ကဲတော့ ထိုးငါကြီးမှလေကိုတူးကဝင်တိုက်ပြီးတဲ့အခါမှာပျောက်ချင်းမလပျောက်သွားခဲ့ပါလေကိုတူးမတဲအီးနဲ့ညင်ညူနေနေပါးစအတွင်းမှာသွေးများအန်ကျလာလေပါလေဆရာကိုတူးတော့ငါးကအရှိုက်ကိုဝင်တိုက်ပြီးပြီးတော့ကလေးစားတွေထိသွားတာဖြစ်မယ်စေယုံပို့ကြရအောင်ဝန်နဲ့များပါကိုတူးကစေယုံတို့ပို့လိုက်ကြတော့လေကိုတူးမစေယုံမရောက်ခင်လမ်းမှာပင် သေဆုံးသွားလေပါလေထို့သော ထူးဆန်းသာသေဆုံးသွားကြသည့်ကိုတူကိုလူများကထင်ကျင်းအမျိုးမျိုးပေးကြပါတယ်။သို့တော်ကိုတူတယောက်မိမိဆိုတာသည်တစ္ဆာဖောက်ပြဲမှုအကျိုးဆက်ကို ခံစားလိုက်ရသည်မှမသိကြပေ။ကိုတူသည်ဆုံးပြီးတော့ငါးနေ့ခန့်အကြာတွင် ကိုတိုက်တို့မှဖျားဘူးထွက်လာခဲ့ကြလေပါတယ်။ကိုတိုက်မှလည်းစီးပွားရေးများအဆင်ပြေကကိုပိုင်ကားပင် စီးနိုင်နေပြီဖြစ်ပါတယ်။ယခုလေကားအသစ်ကလေးနဲ့မိသားစုလိုက်ဖျားဘူးထွက်လာကြခြင်းဖြစ်ပါတယ်။ ချို့ဖျားအနီးတွင်ကြီးလင်းအေးမြသည့်စမ်းကြောင်းကလေးနှင့်ရေတကွန်တစ်ခုရှိလေပါသည်ထိုစမ်းကြောင်းကလေးတွင်လူအများမှအပန်းဖြစ်ရေဆော့ကစားကြသည့်ဖျားကိုတိုက်တို့မိသားစုမှလည်းရေကစားကြလေပါသည်ကိုတိုက်မှာစမ်းကြောင်းလေးအတွင် ရေကူးနေစဉ်ငါတလဲတို့ကဲ့သို့ငါးကလေးများကိုတွေ့လဲရပါသည်ကိုတိုက်သတ္တမီများကကလေးပီပီထိုငါးကလေးများကိုလက်ခုံနှင့်ဖမ်းယူကာဆော့ကစားနေလေပါသည် ကိုတိုင်ပါလေကလေးများနဲ့တူထိုငါးကလေးများအားလိုက်ဖမ်းလိုက်ပါရငါးကလေးတကောင်ကိုလက်ခုပ်နဲ့ဖမ်းယူပြီးဒီနောက်ကလေးနှစ်ယောက်ငါးကိုပြလိုက်စင်ပါ ကိုတိုင်ရေဝတဲ့စုကနဲ့တစ်ချက်ဖြစ်သွားပြီးနောက်အလွန်ထူးအောင်လာလိုက်ပါရကိုတိုင်မှာရင်မအားဖိထားစင်ပါဇက်မသွေးမြကတပုတ်ပွင့်နဲ့အန်ကျလာပြီးတော့ကိုတိုင်တယောက်စမ်းကြောင်းအတွင်းမှာလဲကျသွားပါရကိုတိုင်အောင် လူများကစမ်းကြောင်းအတွင်းမှာဆွဲတင်နေတဲ့အချိန်မှာကိုတက်တီရောအသက်မရှိတော့ဘူး။တချိန်ကငါးဘုရင်ကြီးကိုဖမ်းမိရန်တွေကျင်းစူထားခဲ့သည်။တစ္ဆာစကားကိုပေါ့ပြပြသဘောထားကကျိုးဖောက်မိသည်။ကိုတူနေတစ္ဆာစကားကိုမိမိလျော်နေက အမတမဲကျူးလွန်ဖောက်ပြခဲ့တော့ကိုတိုက်တို့ညီကုန်တဲ့ဦးဤစသိမ်းမှာအသေးစူးဖြစ်သေးကမရှိမလားစသိမ်းသွားကြရပါလေ။ဟုတ်ကဲ့ပါ။ဇလန်းလေးကတော့ဒီမှာနေ ပြီးဆုံးပြီပဲဖြစ်ပါရယ်ခင်ဗျာအစိုးရနတ်တရဆင်အားပေးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာအားလုံးပဲနောက်ထပ် Fury မှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ